အားလုံးပဲမလာပါ။ Audio Book Hub Channel ကနေဆူဆူလိုက်ပါရယ်။အခုအခါဆက်လက်ပြီးတော့ဆရာဖြစ်မြင့်ရေးသားရသောဘေဘီလုံမအထက်မှဆုံးပုဂ္ဂိုလ်စာအုပ်တဲ့အခန်းခုနှစ်ကိုဖတ်ပြပေးမှာဖြစ်ပါရယ်။အခန်းခုနှစ်ဘေဘီလုံဤမဟာဒတိုင်။တန်းစာကအသက်အတော်ကြီးရင်သားပြီးဖြစ်သည့်စစ်သားကြီးတစ်ယောက်ဖြစ်သည့်ကာယစွမ်းရည်ပြည့်ဝသည့်တစ်ချိန်ကမူရှေးဆုံးတန်းက အကြမ်းပဒံတိုက်ခိုက်နေကြဖြစ်သည်ဒီကနေ့မှာတော့နောက်ဘက်နာစီကအဆောက်စစ်တီတူအဖြစ်သာသူတာဝန်ထမ်းဆောင်နိုင်တော့သည် သူအဆောက်တာဝန်ကျသည့်နေရာကဘေဘီလုံမြို့ရိုးဒိုင်းကြီးပေါ်သို့စစ်တီညာတက်ရောက်မိစင်းကြံနှင်းထိတ်မှဖြစ်သည်မြို့ရိုးထက်စီတွင် သူရဲကောင်းစစ်သားများစွာတို့ တဖက်ချမ်းမတက်ရင်ညီမျိုးစုံကြိုးပမ်းနေသည့်ဟင်သူများကရွရွချွတ်ချွတ်ကုကံတွန်းလန်လျက်ရှိကြသည်ဘီဘီလိုမျိုးတော်ကြီးမကြဆုံးအပြက်သုံးကြီးထောင်ပေါင်းများစွာသော မြို့သူမြို့သားတို့၏အတက်အိုးအိမ်တီမဲရီတို့သည်မျိုးရိုးကြီးပေါ်မှကာကွယ်နေသည့်စစ်တီတို့၏လက်တွေ တည်ရှိနေပေသည်။ຫນွေရိုးတတိုင်းအပြင်ဘက်စီမှရန်သူတို့၏တွဲကြော်တံများမြင်းစီးစစ်တီတို့၏တောင်းတောင်းညံသောခွာတံများကြေးဝါဖြင့်ပြုလုပ်ထားသည့်လူတကားကြီးကိုအေယာမတစ်လုံးကြီးများဖြင့်ထိုးဆောင်တိုက်ဖြတ်နေသည်အတံများကိုမြို့သူမြို့သားတို့ကြောက်မွက်ဖွယ်ကြားနေကြရသည်ရိုဒကာ၏အတွင်ဘက်စီ၌လှံကိုင်းစစ်တီတို့အတင်းဆောင်လိုက်နေကြသည်အကယ်၍တကားကြီးပြိုတဖြင့် ရန်သူများအတင်းတိုးဝင်လာခဲ့သောစီး၍ထိုးနှက်ရန်ဖြစ်သည်သို့သောဝင်လာမည့်ရန်သူနှင့်စာလင်သူတို့၏ဥယေကအလွန်နှဲပါ၍နေသည်လောလောဆယ်ဘေဘီလုံမြို့မှာစစ်တီများများဆက်ဆမရှိအ धिक တက်မကြီး၍အရှိတ်ဘက်ဒေသရှိရန်သူတို့အီလန်မိုက်တို့ကိုတိုက်ခိုက်ရန်အတွက်ဘရင်မင်းမြတ်နဲ့အတူခြစ်တက်လိုက်ပါသွားခဲ့ကြသည်ဒီအချိန်မျိုးတွင်ရန်သူတို့စုံတယောက်ဘေဘီလုံကိုအလစ်ဝင်ရောက်တိုက်ခိုက်နိုင်မည်ဟု ဘသူမှမယူဆခဲ့တိုက်ခိုက်နိုင်သူဟု၍လည်းမိသူကိုမှမမြင်ခဲ့ထို့ကြောင့်ပင် နေပြည်တော်၌အဆောက်စစ်သည်အနည်းငယ်သာခြံသားခဲ့ခြင်းဖြစ်သည်အခုမထင်မှတ်ပဲမြောက်ဘက်မှအာစရိယန်တို့ကအင်အားကြီးဖြင့်ထိုးနှက်လာခဲ့ပြီးခိုင်မာသောမျိုးရိုးတရားကြီးကိုအာကိုပြုကအင်အားနေပါသောဘေဘီလုံစစ်သည်တို့မိမိတို့မြို့နိုင်ငံကို ကာကွယ်ကြရတော်မူမြို့တိုင်းကြီးသာကြက်ကြက်မခံနိုင်က ဒီရတတခွင်တပြင်းတွင်အချမ်းသာအကျယ်ဝဆုံးမှဟုဆိုသည့်ကြည်ကျက်စီကားလှတော့ဘေဘီလုံမြို့ကြီးမုတ်ချပြက်တုံးချုပ်ငင်းရတော့မည်ဖြစ်သည်စစ်တီကြီးဗန်းစာအနီးတွင်မြို့သူမြို့သားများဝိုင်းဝိုင်းလည်နေသည်အလုံးမင်းထိတ်လန့်တိမ်လောက်ကမျက်နာတွေကချုပ်ပချူရောဖြစ်နေသည်စစ်ပွဲအခြေအနေနောက်ဆုံးသတင်းတွေသူတို့သိချင်နေကြတန်ရာရသူကြာရှုံးသူတွေကိုစင်းကြံအတိုင်းအဆက်မပြတ်တဲထုတ်လာနေရတာစိတ်တဲ့ကြွယ်သူတို့မြင်နေကြသည် တိုက်ပွဲက အထွတ်အထိပ်အချိန်ရောင်းလေကြည်ပြီဒံယာရသူကြာရှုံးသူတွေကိုဇင်းကျက်အတိုင်းအဆက်မပြတ်တဲထုံနေရတာစိတ်တကြွယ်သူတို့မြင်နေရသည်တိုက်ပွဲကအထွတ်အထိပ်အချိန်ရောင်းလေကြည်ပြီ အစီရန်တွေလည်းမြို့ကိုတုံးရတိတိဝိုင်းရန်ထားပြီးတိနောက်ယခုမြို့တကားနေရာမှာရွေးချယ်တိုက်ခိုက်ကြခြင်းဖြစ်သည်မြို့ရိုးလောင်းမြင့်သည့်ညဉ့်စဉ်ကြီးတွေစောက်ကမြို့ရိုးနား ရှင်ပြန်ချင်းကပ်လာကြသည်တချို့ကအလေကားရှိကြီးတွေထောင်ကဒလက်စန်းတက်ကြသည်မြို့ရိုးပေါ်တတ်နိုင်ရင်ကျိုးပန်းသူကို အပေါ်မှ စီပူနှင့်လောင်းညာနှင့်ပြည့်လန့်နှင့်ထူအမျိုးမျိုးခုခံကြသည်မြို့ရိုးပေါ်ရှိဘေဘီလုံစစ်တီများစီတို့လည်းထာမောင်းများစွာသောရန်အန်သူလေးတိကျော်များက ကြောက်မက်ဖွယ်ညံမူကြီးအဆက်မပြတ်ရွာချနေသည်စစ်တီကြီး ပန်းစာကစစ်ပွဲနောက်ဆုံးအခြေအနေတွေကိုမပြတ်တိနိုင်သည့်အချက်အချာနေရာမှာရှိနေသည်ရန်သူတွေတကြော့ပြန်ပြီးအော်နောက်ဆုတ်သွားပြန်ပြီးသတ်သဖြင့်သူတိနေရသည်ဈေးတဲ့အဖိုးကိုတယောက်သူ့အနာကတ်လာသည်လက်တွေက တုံတုံရင်ရင်အဖိုးအိုကတောင်းမှန်ရှိုးလျက်မေးသည်ကြောစံပါအောင်ကွာကြောစံပါအောင်ရန်သူတွေမဝင်နိုင်ဘူးမဟုတ်လားအပသားတွေကဘယင်မင်းမြတ်နဲ့ ပါသွားတယ်။အိမ်မှာအဖွားကြီးတယောက်တည်းစောက်ရှောက်မဲ့သူမရှိဘူး။ဒီကောင်လေးဝင်လာရင်ဆိုင်ကပစ္စည်းတွေအကုန်ယူမှစားစရာတောက်စရာတွေလည်းတခုမှချမ်းမမဟုတ်ဘူး။အဘတို့အိုအိုလာပြီကွာ။ကိုကိုကိုမကကွယ်နိုင်တော့ဘူး။ရန်သူကတွန်းအဖြစ်ခိုင်းလို့ရတဲ့အရွယ်လည်းမဟုတ်တော့ဘူး။အစာရေစာငတ်ပြီးတေးရမှကြွဆက်ပါအောင်ကွာ။ဒီတန်လေးဝင်မလာနိုင်ဘူးမဟုတ်လား။ ဆဲ့အေးရေးထားပါအဖဒန်းစာကနှစ်သိသိဘေဘီလုံလူရိုးကြီးကတိတ်တောင်ပင်ပါတယ်ဈေးဟူသားအဖအေးအေးဆေးဆေးပြန်အဖရဲ့ဇနီးကိုလည်းပြောဘေဘီလုံမျိုးတိုင်းကြီးဟာဘရင်ရွှေနန်းတော်ကြီးကိုကာကွယ်ဆောက်ရှောက်တယ်လို့အဖတို့အသက်စီးစိမ်အိုးအိုးအိမ်အလုံးကိုလည်းကာကွယ်ဆောက်ရှောက်ပေးပါလိမ့်မယ်လို့ကဲကိုနေရကိုအေးအေးဆေးဆေးပြန်နှားတွေကဒီဘက်ထိလဲကြော်ဝေးရောက်လာတယ်မတော်တဆမှန်နေအောင်မယ်ညိုယိုးနာကပ်ပြီးသွား ကလေးချီကြသည့်မိန်းကလေးတယောက်ရောက်လာပြန်သည်။စာကျင်ကြီးနွယိုးထိတ်ကဘာတဲ့င်းရသည်တည်းလဲရှိ။ကျမကိုလည်းပြောဆက်မအောင်။ကျမယောက်ျားကဒံရပြင်းတော့အဖျားဝင်ပြီးအိပ်ရတဲ့လဲနေတယ်။သူက မထနိုင်ပေမဲ့ကျမနဲ့ကလေးကိုစိတ်မချလို့လှန်ပေးပါ၊ဒိုင်းပေးပါနဲ့ တိုက်မယ်ခိုက်မယ်တကယ်ကဲလုံနေတယ်။ရန်တီတွေဝင်လာရင်အကိုလုံးလူမာရက်မာတပ်ပစ်မာဆိုပြီးရင်တက်မအေးနိုင် ဖြစ်နေတယ်။ဗမမပူနဲ့ကလေးမမယောက်ျားနဲ့ကလေးကိုသာဂယုဆိုင်ပြီးပြီလုံမျိုးတတိုင်းဟာကလေး ူငယ်ရောတက်ကြီးရဲ့ဥပမကျဲမြို့သူမြို့သားအလုံးကိုအကအကွယ်ပေးသွားလိမ့်မယ်။ချီစဲဘလမြင်မကန့်ခိုင်တဲ့မြို့ရိုးကြီးလေမြို့ရိုးပေါ်ကခုခံကာကွယ်နေတဲ့စစ်တီတွေရဲ့အတန်ကိုလည်းနားဆွင့်ကြည့်အောင်လေကားထောင်ပြီးတက်လာတဲ့ကောင်းလေးကိုစီပူနဲ့လောင်းချနေကြတာ။ဒါပေမဲ့မြို့တကားကြီးကိုတတိုင်းတိုင်းထုနေတဲ့အတန်တွေကလည်းကြားနေရတယ်မဟုတ်လား။ဒီတကားတွေခံနိုင်ပါမလား။အပူနဲ့မိန်ကလေးမင်းယောက်ျားစီသားပြန်ဂိတ်တကားတွေကတိတ်ခိုင်နေတိုက်တုံးကြီးတွေနဲ့ထူတာ စောင့်နာကိုလုံးဝမဖြုံဘူးဆိုတဲ့အကြောင်းပြောပြလိုက်။မြူရိုးပေါ်ခြစ်တက်လာတဲ့အကောင်တွေလဲစီပူနဲ့လောင်းချထိန်နာတိရောက်လာရင်လှန်နဲ့ထိုးချတယ်။ဒီကောင်တွေဘာမှမတတ်နိုင်ဘူးဆိုတာသူစိတ်အေးရအောင်။ဒီအခိုက်မြူရိုးထိတ်မှာအင်အားဖြည့်ရန်အတွက်လမ်းနဲ့အတိအစုံနဲ့စစ်တီအများရောက်လာသည်။သူတို့ခြစ်တက်နိုင်ရန်အတွက်ဘန်းစာဘေးဘက်ကလမ်းဖက်ပေးလိုက်သည်။ဒိုင်းလန်လေးများတွင်နဲ့ သူတို့ဖြတ်တန်းသွားနေစေမိန်းကလေးငယ်တယောက်သူ့ခပတ်ကို လာဆွဲသည်ဘဘစစ်သားကြီးတမီးတို့ဘေးကင်းနိုင်ပါမလားဟင်အတန်ကလည်းစူညံနေလိုက်တာကြောက်เสียရကြီးစစ်သားတွေမှလည်းဒဏ်ရာတွေနဲ့သွေးတွေနဲ့ကြီးပဲတမီးတို့တိတ်ကြောက်နေပြီးတမီးတို့မိသားစုတွေဒုက္ခရောက်ကြတော့မလားဟင်တမီးတို့မှာအမေရဲ့မောင်လေးရဲ့ပုပ်ဆာလေးတယောက်ရဲ့ပဲရှိတာစစ်သားကြီးပန်းစာကလေးမကိုကြည့်ပြီးတနာသွားတယ် ဘာမှမပူနဲ့ခလေးရသမီးတို့လုံးဝကြောက်စရာမလိုဘူးသူကအပေးတယ်ဘေဘီလုံရဲ့နှလို့တိုင်းကြီးတွေကသမီးတို့မိသားစုကိုအကအကွယ်ပေးသွားလိမ့်မယ်သမီးတို့လိုတိုင်းသူပြည်သားလူအများကိုကောက်ွယ်ဆောက်ရှောက်ပေးနိုင်မှုအတွက်ဘယင်မာကြီးစေမီတာမီကက ဟိုးနှစ်ပေါင်း100ကျော်ကဒီမျိုးရိုးကြီးကိုအခိုင်အမာ တိဆောက်ခဲ့တာဘယ်ရွန်းကမှဒီမျိုးရိုးကြီးကိုရန်သူတွေမဖြိုနိုင်ကြဘူးတမီးအမေဘူပြောမောင်လေးရောပောက်ဆလေးကိုပါပြောဘေဘီလိုမျိုးရိုးကြီးကတမီးတို့ကိုကောက်ွယ်ဆောက်ရှောက်ပေးထားတယ်တမီးတို့ဘာမှကြောက်စရာမလိုဘူးလို့ဟုတ်လားထို့နောက်နေ့စဉ်ရက်ဆက်ပင် သူတာဝန်ကြရာနေရာ၌အစောက်တာဝန်ကိုထမ်းဆောင်နေခဲ့သည် သူရှိမှဖြက်ကအကူစစ်တီတွေဇင်းချန်လန်အန်တိုင်းမျိုးရိုးပေါ်သို့တက်တုပ်ပြီးတက်တုပ်တက်သွားကြသည်သူမြင်ရသည်မျိုးရိုးပေါ်မှာတိုက်ကြခိုက်ကြပြီးဒဏ်ရာနဲ့ဖြစ်စေအသက်မပါပဲဖြစ်စေအောက်သို့ပြန်ရောက်လာကြတာသူမြင်ရသည်အနီးနားမှာတော့မျိုးရိုးကြီးကြက်ကြခံနိုင်ပါမလားပြပူကရင်တက်မမဖြစ်နေကြသည့်မျိုးသူမျိုးသားများက စိုးရင်ထိတ်လန့်သောမျက်နှာများဖြင့်မပြတ်ဝါယွန်းလျက်ရှိနေသည်သူအားတိုက်ရိုက်မင်းမြန်လာသူများကိုမူသူကဝိုင်းစစ်သားတအူ၏ရဲဝန်းစွာသောအမှုအရာဖြင့်ဘေဘီလုံမျိုးကြီးသည်၎င်းတို့ကကောက်ွယ်ဆောက်ရှောက်ပေးလိမ့်မည်ဖြစ်ကြောင်းပြပြတ်တတတောကြခဲ့နေသည်ရတတပတ်၃ဘက်နှင့်၅ရက်တိတိရှိခဲ့ပြီးသူစစ်ကတစိုးတစီးမျှပြောပသွားခြင်းမရှိသေး။ဗန်းစာဤညနာအမှုအရာကတင်းမာတက်တက်တင်းမာလာသည် သူအနီးတဝါရှိမြေပြင်မှာလူပေါင်းများစွာတို့ထက်တန်းသွားလာမှုကြောင့်ထသောဖုံများဒံရစစ်တီယိုထံမှဆီယိုကြသည့်သွေးများကြောင့်သွေးရွှတ်ဈေးပြင်ကြီးဖြစ်နေပြီးအပြင်ဘက်စီ၌လည်းနေ့စဉ်ပင်ဘေဘီလုံစစ်တီတို့ခုခံတိုက်ခိုက်မှုကြောင့်အဆုံးအရှုံးကျသူသည် ရန်သူအလောင်းတို့မှမျိုးရိုးတွင်းနှင့်စုပုံလျက်ရှိသည်ညာဘက်ရောက်လျက်ကြံရဲဖို့ရဲဘက်များကဒီအလောင်းတွေကိုတည်ယူကမင်းမျိုးတို့ကြသည် ထိုစထုတ်ရရဲ့တက်တက်ပတ်ဤ ကျင်စမမြောက်ညတွင်လည်းနှမျိုးနှညံအတံပလန်များကလျှော့ပါသွားခြင်းမရှိသည့်သို့သောနောက်နေ့မှနဲ့နေအာယုံတက်ချိန်နိုင်မှုမျိုးတကားဤတွင် တိတ်ဆိတ်၍နေပြီးဟိုဝေစီနိုင်တာသုခတာသောရန်သူတက်များကြောင့်ထာသည့်ဖုံမိုးအလေးများကိုထပ်ပြူစားနေရောင်ကြီး၌လှမ်းမြင်ကြလေသည်မျိုးရိုးပေါ်ရှိစစ်တီများထံမှအောင်မီဟု၍ တခဲနဲ့ကြွဲကြော်တန်ကြီးထွက်ပေါ်လာသည်ချက်ချင်းပင်မြို့ရိုးအောက်ပတ်နာရှိစစ်တီများလည်းတန်တူလိုက်ရဟစ်ကြွေးကြထို့နောက်တွင်မူအကြီးအကျယ်ဝမ်းမဝမ်းသာဟစ်အော်ကြွေးကြပြီးအတန်များမှာမှုန်တိုင်းဝှေ့လျက်တိပမာဘီဘီလုံတစ်မျိုးလုံးတို့တမှုဟုတ်ချင်းပြက်နှံ့ကအုံအုံတွတ်တွတ်ညံ၍သွားလေသည်နေအိမ်ညားထဲမှလူတွေပြေးထွက်လာကြသည်လမ်းမြများပြောတွင်တက်တက်ရုပ်ရုပ်လူအုပ်တွေနဲ့ကြိမ့်နှက်သွားသည်ရက်တက်တက်ပတ်လေးဘက်ခန့်ကိန်းအောင်နေခဲ့သော ကြောက်စိတ်များသည့်ကြော်တံမျိုးတံဟစ်တံများအဖြစ်ဖြန့်ထွက်လာကြသည်ဘဲလ်ပိမန်တော်ရှိမျောစင်ကြီး၏ထိတ်မှန်နေ၍အောင်မွေးအထိတ်အမဲ့အမိရှံတစ်ခုဖတ်ပေါ်လာသည်မိသားမှထွက်သည့်ကြက်လက်လက်မိကိုတန်ကကောင်းကင်နှင့်ချက်တန်းကဘေဘီလုံ၏အောင်မွေးတည်င်းကိုဆန့်ကျက်ပေးဖို့နေကြသည်ဘေဘီလုံ၏မျိုးရိုးတိုင်းကြီးကအလွန်ခွန်အားကြီး၍ကြောက်မွက်ဖွယ်ကောင်းလာသည့်ရန်သူတို့တယောက်ကိုတွန်းလှန်နိုင်ခဲ့ပြီသည် ဘေဘီလုံဤစီးစဉ်အုပ်စာရေရနာများတင်ပိုက်ခံရသည့်အန်တရေဘေဘီလုံသူဘေဘီလုံသားတို့လူရဆက်စည်းခံရမည်ပြီးကြေးကျွံဘဝကြာရောက်မည်ပြီးများမှကင်းဝေးအောင်ကာကွယ်ပေးခဲ့ပြန်ပြီးဒီဤတို့လျင်ရာစုနှစ်ပေါင်းများစွာကြာအောင်ဘေဘီလုံသည်တက်ကြွခံနိုင်ခဲ့၏ အတောင်းကဘေဘီလုံသည်မိမိကိုယ်ကိုကာကွယ်နိုင်ရန်ဗတ်ပေါင်းစုံမှအတိအဆုံးပြင်ဆင်ထားခြင်းကြောင့်ဖြစ်၏။ကာကွယ်ရေးအစီအစဉ်များအမျိုးအမြင်ကြီးမားစွာမထရှိဘဲကမိသည့်နီးငယ်ညာရည်တည်ရန်လိမ့်မည်ဟုအလားတူပင်လူတိုင်းလူတိုင်း၌လည်းအနာဂတ်တွင်ကြုံတွေ့ရနိုင်သည့်အတိုင်းအဆောင်အပြောင်းလဲများကိုခုခံကာကွယ်နိုင်ရန်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားတဲ့ကြောင့်ဘေဘီလုံ၏ဒတိုင်းကနမူနာပြလျက်ရှိသည်။စင်စ ဆင်စစ်လူတိုင်းနဲ့ပင်လုံခြုံမှုရှိလို့သောဆန္ဒများရှိစမြဲဖြစ်သည်။ဤဒီမှာလူသားဤမွေးရပါဆန္ဒတစ်ခုဖြစ်သည်ဟုဆိုနိုင်ပါသည်။ဒီဆန္ဒသည် ရှေ့လူများမှာရှိခဲ့သလိုယနေ့ခေတ်လူများ၌လည်းပြပြင်းပြပြရှိမြင်ရှိနေသည်။ယနေ့ခေတ်လူများမှာထူးခြားသည့်လက္ခဏာကဘဝနိုင်အေးဆေးရရရဲ့အတွက် လုံခြုံရေးစီမံတွေရှေ့ရခင်သူများထက်ပို၍တကြံပက်ပြတ်ချမှတ်လာခြင်းဖြစ်သည်။အတက်အာမခံဆိုတာရှိသည်။ Twitter စုဆောင်ရေးဗန်တွေလည်းရှိသည်။ရင်းနှီးညွှန်းနှံမှုလုပ်ငန်းတွေရှိလာသည်။ပုံမျော်လင့်သောကကြမာဆိုးတွေတကားပေါက်ကအမှတ်မဲ့ဝင်လာကအိမ်မှမခွာတဲ့ပေကက်နေသည့်မျိုးအဖြစ်ရလေအာတာစီကောက်ွယ်နိုင်မဲ့ဤလက်အကျင့်စီတွေကျွန်တော်တို့မှာညှားစွာရှိနေပြီ။အရေးကြီးသည်ကဒီဟာရီကိုတိတိယယအတုံးချဖို့ပဲ။နောင်ရေးစိတ်အေးလိုမှုမှန်သမျှအနာဂတ်ဘေးရန်များအတွက်ကြိုတင်ကောက်ွယ်မှုပြုရလိမ့်မည်။ ကြိုတင်ကောက်ွယ်မှုမရှိဘဲကမိသူမှရေရှည်တည်တံ့နိုင်လိမ့်မည်မဟုတ်